ဒီပေါင်းဆိုဘယ်လောက်ကြလဲဒါ sorry 3800နဲ့600 3800 600ဟုတ်ပြီရပါခုတ်ပေါင်းယူသားပါတခါတည်းခုတ်ပြလိုက်ပါတယ်ခုတ်ခပြပြလဲမလို့ပါဘူးချက်တုံးလေးတခါတည်းတုံးပြလိုက်မယ်အတုံးဆိုင်ညီညီလက်လာလေးခုတ်ပြတာဖြစ်ပါတယ်ရှင့် ါမျိုးအသားတွေလည်းအများကြီးပါတယ်ပေါင်ရိုးသားကသူကချင်းစီရိုးအတွင်းထဲမှာ2000ပဲပါတာ ਉਹ ဆိုတော့အသားအများကြီးပါပါတယ်ဈေးနှုန်းတက်တာတယ်ဒီလိုပေါင်ရိုးသားဝယ်စားပါချင်းစီရိုးပါတဲ့အတွက်ချင်းစီရသာကြိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်လို့အသားကြီးပဲလဲအသားတက်အများကြီးပါတယ်အသားတုံးအများကြီးပါတယ်ဈေးတန်တယ်အသားအသီးတန်ဝယ်စားတာတက်တယ်လို့အရိုးသားကလောဆယ်ဝယ်လို့တန်တဲ့ပုံစံလေးနဲ့ပါဒါမျိုး စိတ်ပေါင်အယိုးအသားကိုမှာယူလို့ရပါတယ်ရွှေစိတ်မှာမှာယူလို့ရပါတယ်ဒါဆိုအခု3000နဲ့8000မို့3000 8000မို့ပြင်ဆင်ပြသပေးနေတာဖြစ်ပါတယ်ဘလောက်ရလဲဘဏ္ဍာ300ရလဲအသားကြီးပဲဆိုဘဏ္ဍာ300လဲဘယ်လိုပေါ့เนาะပြပေးမယ်เนาะဒီဘလောက်လာလဲရှင် ရေမပါဘူးစိတ်သားစိတ်သားသီးသန့်ဖြစ်တယ်တိုးမရှိဘူးတခြားအသားလည်းမရှိဘူးစိတ်သားတစ်မျိုးလည်းဖြစ်ပါတယ်ကဲဒီလိုပုံစံမှာ3000 4000လည်းရှိရဟုတ်ပါဘူး3600မူ sorry 3600မူဒါမျိုးဆိုရင်4800ဈေးနဲ့3600မူဒါမျိုးတွေဒီလိုမျိုးအတုံးတွေလှလှလေးတွေရရှိမှာဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ပက်ကင်းလေးလုပ်ပေးပါဦး။ပက်ကင်းလေး ါမျိုးစိတ်သားတွေရောင်းတာဖြစ်ပါတယ်စိတ်သားတစ်မျိုးတည်းကိုပဲသို့မဟုတ်ပဲねစိတ်ကိုပေါင်ကိုဒါဆို3000 6000မျိုးကိုပြသပေးတာဖြစ်ပါတယ်